မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် အပြင်းရည်ညာပင်စစ်တပ်စစ်ကြောင်းထွက်လာလို့အင်းတော်မျိုးသိမ်းတိုက်ပွဲတကြောပြန်ပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ကယာယီပြင်းရည်ညာချက်နဲ့ထိုးစစ်ရထားတဲ့အင်းတော်မျိုးမှာစစ်ကောင်စီကမြေပြင်စစ်ကြောင်းထွက်လာပြီးနေကြောင်းမှာပါပြစ်ခတ်လာလို့တိုက်ပွဲပြင်းထန်နေပါတယ်။ပိတ်ထားတဲ့နေရာကနှုတ်လာတဲ့ကတဘက်ကလည်းတက်လာမှုလုပ်နေတာရှိရဲတိုက်ပွဲကတော်တော်ပြင်းထန်နေပြီးစစ်ကောင်စီကနေကြောင်းကနေပုံရမ်းကျနေတယ်လို့ AB9 ရဲ့မနေ့အခြေအနေကိုပြောပါရတယ်။စစ်ကောင်စီက AB9 ရက်ကစပြီး AB9 22ရက်ထိအပြင်းရည်ကြောင်းညင်ညာခဲ့တော့လဲမြေပြင်စစ်ကြောင်း ထိုးခြင်းနဲ့နဲ့ကြီးနဲ့နေချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်။ NUG ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများအတွက်ငလင်တန်တဲ့ဒေသများနဲ့ဆက်ဆက်တဲ့ခရိုင်များအတွင်ခုခံကာကွယ်စစ်ကလွှဲပြီး ထိုးစစ်အားလုံးမလ30ရက်မှ AB 12ရက်တိရက်ဆိုင်ထားမယ်လို့မလ29ရက်နေ့မှာထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့စစ်ကောင်စီကဆက်လက်တိုက်ခိုက်နေလို့ဒေသအများစုမှာတိုက်ပွဲများဆက်ဖြစ်နေတယ်။အင်းတော်တိုက်ပွဲကစစ်ကောင်စီကအပြင်းအထန်ကြီးညာချက်ကိုဟန်ပြထုတ်ပြီးတိုက်ပွဲဖော်ဆောင်နေလို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ်။ PDF, ABSDF, KIA, ပကဖာနဲ့ပူပေါင်းတပ်တွေကပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကစပြီးအင်းတော်မျိုးသိန်းတိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပါရယ်။စစ်ကောင်စီစကန်များပြားကိုတင်ယူထားပြီးစစ်ကောင်စီကဂျပန်လိုင်းကူကုန်းနဲ့ဖျားကုန်းမှာတပ်ဆွဲကူကန်ခဲ့ပါရယ်။မလ30ရက်ကစပြီးပူပေါင်းတပ်တွေကအပြင်းရက်ခဲ့တော့လဲစစ်ကောင်စီကတိုက်ခိုက်လာလို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေခြင်းဖြစ် ဖြစ်ပါတယ်။ AB 9ရဲ့မနက်ပိုင်းမှာတိုက်ပွဲပြင်းထန်နေစဉ်စစ်ကောင်စီကဂျက်ဖိုင်တာနဲ့လေကြောင်းမှနှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။နောက်ထပ်တပုံအနေနဲ့စနေမျိုးနဲ့တံပွန်ရွာကိုစစ်တပ်ကစစ်ကြောင်းဝင်ရောက်လာမှုကြောင့်တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးရွာလုံးကျစစ်ကောင်စီတပ်ကမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့နယ်တောင်ပူရွာကိုစစ်တပ်စစ်ကြောင်းထုတ်ဝင်ရောက်လာမှုကြောင့်တိုက်ပွဲဖြစ်ပြီးစစ်တပ်ကတောင်ပူရွာရှိပြည်သူနေအိမ်၂၁လုံးမိရှုံဖျက်ဆီးခဲ့ကြောင်းဗမာတပ်တော်အမှတ်3စေအိုစီကုကရင်မှုရုံကုကရင်မှုကသတင်းဌာနကိုပြောပါရယ် မနေ့ကအီဗီနာ6ရက်နေ့ညနေ4နာရီခန့်ချိန်ပကုတ်ကူအချင်းဆိုင်တမတရားတင်မှာအင်အား90ကျော်ပါစစ်ကောင်စီစစ်ကြောင်းကနေတမဲနတ်စင်ချင်းရွာဘက်တို့မှတဆင်းစလင်းမြို့နယ်တောင်ပူချင်းရွာဘက်ကိုဝင်ရောက်လာတဲ့အတွက်တောင်စစ်အောင်ပြည်သူကာကွယ်တပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်းအဲဒီနောက်ဗမာတပ်တော်ပါဝင်မဟာမိတ်တပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတွေကတောင်ပူချင်းရွာတွင်ရှိပြည်သူနေအိမ်ကိုမီးရှို့ဖျက်ဆီးကပြန်ထွက်ခွာခြင်းဖြစ်ကြောင်းသိရပါတယ် တို့ဝင်လာတော့တောင်းဆက်အောင်နဲ့အရင်ဆုံးထိတွေ့မှုဖြစ်တယ်ထိတွေ့မှုဖြစ်ပြီးကမှတောင်းပွင့်ရတဲ့ကိုပြစ်ပြီးတော့ဝင်လာတာဒါကြောင့်ကျွန်တော်တို့ကပူပေါင်းပြီးတော့လက်နက်ကြီးနဲ့ပစ်ကူပေးရင်ဒီလိုဖြစ်တဲ့အချိန်မှာတို့ကရွာကုန်ပြီးရှုပ်ပြီးတော့ပြန်ထွက်သွားတာအကုန်လုံးတော့မဟုတ်ပါဘူးရွာလုံးချွတ်တော့မဟုတ်ဘူးဟိုနေရာရှုပ်ဒီနေရာရှုပ်ရှုပ်သွားတာတိုက်ပွဲမှာတော့ခွေးတီထိကမ်းမှုမရှိသေးဘူးကျွန်တော်တို့ဘက်ကလည်းတာဝေးပြင်းနဲ့လှမ်းပြီးတော့ပြစ်တာဆိုတော့တို့လည်းထပ်ပြီးတော့မဝင်ရဲပဲနေတို့ရောက်တဲ့နေရာမှာပဲမီးရှို့ပြီးပြန်ထွက်သွားတာလို့ဗမာတပ်တော်အမှတ်တော်စင်ဦးစင်ကိုကရင်မှုရုံကိုကရင်မှုကတရင်ဌာနကိုပြောပါတယ်စစ်တပ်က လက်နက်ကြီးလက်နက်ငယ်များနဲ့ရှမ်းတန်းပစ်ခတ်ဝင်ရောက်မှုကြောင့်တောင်ပေါ်ကျင်းရွာနှင့်အမျိုးသားနှစ်ဦးမစိုးရင်အတန်ရာရရှိခဲ့ပြီးနေအိမ်၂၁လုံးမိလောင်ဆုံးရှုံးခဲ့ကြောင်းဒါအပြင်စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့်တောင်ပေါ်ကျင်းရွာစားတော့ကျင်းရွာညောင်ကုန်းရွာစတဲ့ကျင်းရွာတွေကပြည်သူတွေကစစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းခုခါစစ်တပ်ကနေတမင်ကျင်းရွာမှာရောက်ရှိတပ်ဆွဲနေကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စလင်းမျိုးနဲ့တညောင်တအားခွင့်ရုံအထိုင်းချတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုတအားခွင့်ရုံရရှိနှုတ်ပါဝင်စစ်သားများပြားတည်ဆုံနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမျိုးနဲ့တညောင်တအားခွင့်ရုံမှာထိုင်းချတက်ဆွဲထားတဲ့စစ်သားတွေကိုတိုက်ခိုက်ရာတအားခွင့်ရုံမှုအရာရှိနှုတ်ပါဝင်စစ်သား30နှုတ်တည်ဆုံကြောင်းမမတ်တက်တော်အမှတ်3စေဦးစီကိုကရင်မှုရုံကိုကရင်မှုကသတင်းဌာနကိုပြောပါရယ်။မလ31ရက်မနက်9:00နာရီကစလင်းမျိုးနဲ့တညောင်တအားခွင့်ရုံမှာထိုင်းချတက်ဆွဲထားတဲ့စစ်တပ်ကိုလက်နက်ကြီးလက်နက်ငယ်ဒရုန်းများနဲ့အလင်းငိုင်းချင်းမုံတိုက်ခိုက်ခဲ့ရာ 4နိုင်ကျော်ကန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအစိုးရတိုက်ပွဲတွင်ဓာအားခွဲယုံခွဲမှုအရာရှိနှုန်းနှင့်အစံဖတ်စစ်သား30ကျော်တင်ဆောင်ပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းဓာအားခွဲယုံတွင် transformer 80ကန်ပျက်စီးခဲ့ကြောင်းကားမဆ2027 25နှင့်လဆခ9ရို့လျက်စီးဓာအားပေးပို့မှုလုံးဝပြတ်တောက်ခဲ့ပြီးစစ်စင်ရေးနှင့်ထုံးလုံရေးလုပ်ငန်းများရပ်တန့်သွားခဲ့ကြောင်းသိရပါသည်။ တိုင်းတာကမလ31ရက်နေ့ကလေးကတိုင်ခဲတာဒါပေမဲ့ငလင်တန်တွင်နဲ့ဘာရီနဲ့ဆိုတော့ကြည်ပီကမှမတင်ဖြစ်တာပါဒီဘက်ဒေတာဆလင်းနယ်ထဲမှာစစ်ကြောင်းကခဏခဏဝင်ရောက်နေတာဖြစ်တဲ့အတွက်သတိထားပြီးတော့သွာလာနေတိုင်းပုံနဲ့ပြီးတော့တွန်လိုင်းအင်အားစုတွေရဲ့ပြောဆိုတဲ့စကားတွေတက်နိုင်တဲ့လောက်လိုက်နာပေးဖို့ပေါ့အဲ့ဒီလိုမျိုးလိုက်နာမယ်ဆိုရင်တော့အနေအများအန်ဒီရင်ချားထဲမှာမရောက်တော့ဘူးပေါ့ကျွန်တော်တို့လည်းရှေ့ဆုံးမှနေပြီးကမှမသွားဖို့မလာဖို့တွေအချင်းချင်းအကြောင်းကြောင့်ဆိုရင်သတိပေးတာမျိုးအမြဲတမ်းလှုပ်ဆောင်နေကြတာဆိုတော့အဲ့ဒါလေးတော့လိုက်နာစေချင်တယ်ဒီလိုမျိုးအခုလိုကာလာထဲမှာတောင်မှသူတို့ကထိုးစစ်ရထားတဲ့ပြောနေပြီးမဲ့စိုးမိုးနေ အနေနဲ့သူတို့ဝင်လာတဲ့အချိန်မှာကာကွယ်တဲ့ဟာကိုတောင်းမှာသူတို့ကတိုက်ခိုက်မှုမျိုးတွေရှိလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းမတက်သားဘူးအဲ့လိုမျိုးလုံရတာတွေရှိလေသူတို့လည်းပူပေါင်းစီကျင်တယ်လို့ဗမာတက်တော်အမှတ်တော်စင်ဦးစီကုတ်ကရေးရုံကုတ်ကရေးမှုကသတင်းဌာနကိုပြောပါတယ် စစ်စင်ရေးလှုပ်ဆောင်ရခြင်းမှာလက်နက်ခင်းရန်ထုတ်လုပ်တဲ့ကပ္ပစ20 21ကပ္ပစ25နဲ့စိတ်ပြုံမျိုးအမှတ်ကူလင်းချောင်းရံကာကွယ်ကုကဲမှုစစ်စင်ရေးဌာနချုပ်ကိုအဓိကတားပေးထားတဲ့နေရာဖြစ်ပြီးအဆိုပါဓာအကွက်ရုံကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်တော်အမှတ်3 COC ကုကဲရေးမှုမှဦးစီးလျက်ဗမာတပ်တော်တိုင်ရင်900ပေါက်တောင်ပိုင်းစံမာရင်နဲ့သူနာပြုတ်တပ်ဖွဲ့တောင်းဆိတ်အောင်လုကဲ PDF မင်းဘုခိုင်အမှတ်တိုင်ရင်ကန်းကုန်ခိုင်ပူပေါင်းတဲ့ဖွဲ့စလင်းမျိုးနဲ့ပါကဖာတပ်ဖွဲ့စိတ်ပြုံမျိုးနဲ့ပါကဖာတပ်ဖွဲ့မွန်ကွေးတိုင်းဒရုန်းလက်ရုံတပ်ဖွဲ့မင်းဘုခိုင် လန်ယုံတပ်ဖွဲ့တို့မှပူးပေါင်းတိုက်ပွဲဝင်ချိန်မုံနာဖြစ်ပြီးပောက်တောင်ပိုင်းကျမ်းမာရေးနှင့်သူနာပြူတပ်ဖွဲ့မှတော်လိုင်းရေးပေါ်တအူမြင်းမြတ်စွာအသက်ပေးလူခရကြောင့်တင်ရပါတယ်တိုက်ပွဲဖြစ်ပြီးတပ်ပေါင်းစုများအောင်မြင်စွာပြန်လည်ထွက်ခွာသွားပြီးရနောက်တညောင်ထားခွင့်ယုံဤတဝိုင်းရှိပြည်သူများနေထိုင်ရာကျင်းရွာတွေကိုမကွေးလီတပ်မှဂျက်ဖိုင်တာတွေနဲ့စေချင်းတပ်မင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျင်းရွာများပျက်စီးပြီးအပြစ်မဲ့ပြည်သူများထိခိုက်ဒိဆုံးမှုရှိကြောင်းသိရပါဗျာ။ ဗမာတက်တော်အညီနဲ့ပြည်သူများငလင်ဘေးဒဏ်တင်တဲ့ဒေသတွေမှာစည်ရေးဆောင်ရွက်ခဲ့တာမျိုးမဟုတ်ပဲအကြမ်းဖက်စစ်တပ်မှလင်းရင်နေနဲ့ဆက်လက်ပုံကျဲတိုက်ခိုက်မှုတွေဆောင်ရွက်နေတာကြောင့်ငလင်ဘေးဒဏ်လုံးဝလွတ်ကင်းတဲ့ဒေသမှာစစ်စင်ရေးဆောင်ရွက်ခဲ့ရတာဖြစ်ကြောင်းအသိပေးပါရယ်ဗမာတက်တော်နဲ့မဟာမိတ်တပ်ပေါင်းစုများမှစစ်စင်ရေးဆောင်ရွက်ခဲ့တဲ့နေမြေကငလင်ဘေးဒဏ်တင်တဲ့ဖြစ်စဉ်များမရှိတော့လဲအခြားငလင်ဘေးဒဏ်တင်တဲ့ဒေသတွေရှိပြည်သူတွေရဲ့တိခိုက်ဆုံးရှုံးမှုတွေကိုလူသားချင်းစာနာထောက်ထားမှုရအခုချိန်မှသာသတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်းဆက်လက်ပြောဆိုပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စင်ကစစ်သားတောင်းချီဆိုပြီးခုခံရန်ပြင်ဆင်နေမှုတော်လိုင်းတပ်ဖွဲ့များဟန်ချက်ညီတံပြန်ရန်လိုအပ်တယ်လို့ CDN တပ်သားအကြံပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကတနေ့အတွင်းစစ်မှုထမ်းတသားတသောင်းချီစုဆောင်ဖြည့်တင်းပြီးစစ်မြေပြင်တွေမှာလူသားတိုင်းဖြင့်အတုံးချတဲ့ပြူဟာကိုကျင့်သုံးနေကြောင်းစီပြတ်တသားကိုနောင်ရုံးကဖွင့်ဟပါရယ်မလကုံပိုင်းကကျင်းမာခဲ့တဲ့စစ်တောင်းကမ်းပိန်းစကားဝိုင်းမှာကိုနောင်ရုံးကအဲ့ဒီလိုဆွေးနွေးခဲ့တာပါစစ်ကောင်စီကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနှီးမျိုးစုံနဲ့စစ်သားစုဆောင်နေကြရာအပတ်စဉ်စတိတင်ရောက်ရှိလာတာဖြစ်ပြီးအပတ်စဉ်ကိုတီစစ်တနန်းဆင်းပြီးဖြစ်တယ်လို့ဆိုပါရယ်အပတ်စဉ်ကိုတီတနန်းဆင်းထားတဲ့အင်အား၄000ကျော်ရှိပြီး၎င်းတို့ကိုရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်ကအတုံးပြုလျက်ရှိရဲလို့ဆိုပါရယ်စစ် ကောင်စီကဥပဒေချုပ်ပြီးလူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးနိုင်မှုလှုပ်ဆောင်နေကြောင်းစစ်ကောင်စီကပြစ်မှတ်ထားလို့ရတဲ့အုပ်စုတွေကို၎င်းတို့နိုလာချက်တိုင်းမရမကလှုပ်ဆောင်ကလူအင်အားစုဆောင်ခဲ့ရလက်ရှိမှာအင်အားတိုးလာပြီးတရင်စစ်ကြောင်းတွေမှာရခိုင်ထံလူအင်အားတိုးမြင့်ပေးပို့လာတာကိုတွေ့ရကြောင်းပြောပါတယ်တော်လိုင်းအင်အားစုတွေကဝိုင်းပတ်ပိတ်ဆို့ပြီးတိုက်တဲ့အခါမှာဒီစစ်မှုတန်းလူငယ်တွေကိုပဲရှီဆုံးကနေလူသားတိုင်းပြစ်ခန့်ပြစ်ခိုင်းပြီးတိုက်တယ်။တိုက်တဲ့အခါမှာတည်ဆုံးမှုအများဆုံးကစစ်မှုတန်းအင်အားစင်းနေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်။စစ်ကောင်စီကဒါမျိုးတွေကျင့်သုံးလာတယ်လို့ကိုနောင်ယိုးကပြောပါရတယ်။ စစ်ကောင်စီကအင်အားရုပ်ရော့နေမှုကိုဖြေတင်းနိုင်ဖို့မဲနိုင်လူခေါ်ခြင်းပေါ်တာဆွဲခြင်းဖမ်းဆီးစစ်ဆေးပြီးစုဆောင်းခြင်းနီးလမ်းမျိုးစုံနဲ့လုံဆောင်ကတင်နန်းများလေ့ကျင့်ပြီးပါကတပ်စခန်းတီးတီးကိုပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ပြီးရင်ဒီဒေါ်လာနီနဲ့တွန်လိုင်းအင်အားစုတွေနဲ့ပြည်သူတွေစင်ကအတ္တမဖမ်းဆီးခေါ်ဆောင်လာတဲ့လူငယ်တွေနဲ့ပြည်သူတွေကိုပြည်သူနဲ့ပြန်ပြီးရှေ့လမ်းစစ်မြေပြင်မှာပြေးတွေ့ရတဲ့ပုံစံမျိုးဖြစ်နေရလို့ဆိုပါတယ်။ စစ်ကောင်စီရဲ့ view ဟာမှစစ်မှုနဲ့တသားတစ်တွေကိုလူသားတိုင်းဖြစ်ရှေ့ဆုံးကအတိခံခိုင်းခြင်းအပြင်တော်လိုင်းအင်အားစုတွေကကြီးပန်းနိုင်ပြုံးတီးအောင်စစ်မှုတန်းအင်အားများတုံးပြူပြီးလှုပ်ဆောင်နေကြောင်းပြောပါရယ်မကြသေးမီကကတားအင်းတော်ကြားဖမ်းမိတဲ့စစ်တုံးပန်း30ကျော်အနက်၃ပုံ၂ပုံကစစ်မှုနဲ့တသားတစ်တွေဖြစ်တယ်လို့ဆိုပါရယ်တစ်ဖက်မှာမျိုးသားညီညွတ်ရေးဆိုရ NUG ပါဝင်တော်လိုင်းအင်အားစုတွေကစစ်မှုတန်းပြည်သူစစ်များကိုတော်လိုင်းဘက်ပူပေါင်းဖို့ဖိတ်ခေါ်ထားတော်လဲအများစုကဘယ်ဟုတ်ချစ်တဲ့ပူပေါင်းရမယ်ဆိုတာကိုမသိကြောင်းလက်နက်များပါလာပါကစစ်မှုတွေကိုလည်း မတိကြောင်းကိုနောင်ညိုကပြောပါရယ်စစ်ကောင်စီကိုအင်အားချိနိုင်တော်လိုင်းတက်တွေကလှုပ်ဆောင်လာနိုင်တယ်လို့စစ်ကောင်စီကအားနည်းချက်တွေကိုချက်ချင်းမရတဲ့နည်းနဲ့စစ်သားတင်များစုဆောင်ပြီးအင်အားဖြစ်တင်ခဲ့တယ်လို့ဆိုပါရယ် ပြည်သူလူထုနဲ့လူငယ်တို့ကြားစစ်မှုထမ်းဥပဒေအန္တရာယ်တည်တဲ့နဲ့တရင်ချက်လက်တွေရရှိအောင်ကြဲကြဲပြန့်ပြန့်လှုပ်ဆောင်နိုင်ဖို့လိုအပ်တို့၎င်းကအကြံပြုပါရယ်တော်လိုင်းအင်အားစုရင်းနေတဲ့စစ်ကောင်စီလှုပ်ဆောင်နေမှုမြေပြင်မှာကြုံတွေ့နေရမှုတွေကိုတုံ့သက်ဟန်ချက်ညီလှုပ်ဆောင်နိုင်ရလို့ကြောင်းအဲ့လိုတုံ့ပြန်နိုင်မှသာစစ်ကောင်စီရဲ့လှုပ်ဆောင်မှုပေါ်စနစ်တကျတပ်ပြန့်နိုင်မှဖြစ်ကြောင်းကိုနောင်ယိုးကပြောခဲ့ကြောင်းတရင်မှဖော်ပြပါရှိပါရယ်ရှင်